ဒီကနေ့မှာတော့ဝိညာဉ်တော်ပြဆံပေတရှိမှုရဲ့အမှတ်လက္ခဏာတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဝိညာဉ်တော်ပြတရှိမှုကိုဖော်ပြတဲ့ထင်ရှားတဲ့အမှတ်လက္ခဏာတွေကတော့ Prophet ပြုနိုင်ခြင်း၊ခန္ဓာစိတ်ဝိညာဉ်ကိုကုသမှုပေးနိုင်ခြင်း၊ယူပါယုံမြင်ရခြင်း၊အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်ခြင်း၊စိတ်မှန်သောဝိပုက္ကွယ်မှုကိုပြုခြင်းနဲ့ထိုးထင်းသိမြင်နားလည်နိုင်စွမ်းရှိခြင်းစတာတွေဖြစ်ပါတယ်။ဒီလက္ခဏာရက်တွေကိုဓမ္မတိကျမ်းမှာဝိညာဉ်တော်ပြရဲ့စုကြည့်စုတော်တွေအဖြစ်လက်ခံပြီးဝိညာဉ်တော်ပြတရှိခြင်းရဲ့အမှတ်အင်္ဂါရက်တွေအဖြစ်သတ်မှတ်ထားပါတယ်။ ဉ္ညနောဖျားနဲ့ပတ်သက်တဲ့အမှတ်လက္ခဏာတွေကိုတိုင်းတာသိရှိနိုင်ဖို့ရန်အတွက်စံချိန်စံညွန်းတစ်ခုလိုအပ်ကြောင်းကံဘောလူကနားလေသဘောပေါက်ခဲ့ပါတယ် ခရိယန်တင်းတော်ထဲမှာလက်ခံထားတဲ့ဝိညာဉ်တော်ဖျားရဲ့ထူးခြားတဲ့အမှတ်လက္ခဏာတွေနဲ့စင်တူယိုးမဖြစ်တဲ့လက္ခဏာရက်တွေကိုတင်းတော်ပြင်ပမှာလည်းတွေ့ရတာကြောင့်ဒီလိုအခြေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ပရောဖက်ပြူကအနာဂတ်ကိုအတိတ်ပဲဖွင့်ဆိုနိုင်တဲ့သူတွေကိုအတင်းတော်ပြင်ပမှာလည်းတွေ့ရတတ်ပါတယ်။ဒါအပြင်ဝိညာဉ်တော်ဖျားစင်တဲ့လုံဆောင်မှုရှိတယ်လို့ထင်ရလာအောင်ဇံဝင်စားနေပေမဲ့လို့လေခရစ်တော်ကိုချိန်ဆတဲ့ပုံကိုယ်တွေကိုလည်းတွေ့ရတတ်ပါတယ်။ခရစ်တော်ရဲ့နာမတော်နဲ့နတ်ဆိုးနမိတ်စာတွေကိုနှင်ထုတ်နိုင်ပြီးအပွဲတကူလက္ခဏာတွေပြနိုင်ပေမဲ့လို့လေခရစ်တော်သခင် ံညင်းပယ်မှုကိုခံရတဲ့ပုံကိုယ်တွေကိုလည်းတွေ့ရပြန်ပါတယ်။ဒီအကြောင်းအရာကိုတော့ရှမတေဦးဧဝံဂေလိကျမ်းအခန်းကြီးခုအခန်းငယ်22မှာတွေ့နိုင်ပါတယ်။ဘာသာစကားမျိုးစုံကိုပြောပြီးဖျားသခင်ကိုချီးမွမ်းနိုင်တဲ့ဂျေဇုတော်နဲ့ဆင်တူတယ်။အဖြစ်ပြက်ချက်လက်တွေတောင်မှအသင်းတော်ရဲ့ပြင်ပမှာတည်ရှိတတ်ပါတယ်။သာသနာတော်ကိုပြန်ပွားတိုးတက်စေတဲ့အရာဟုတည်းများဝိညာဉ်တော်ဖျားကြောက်ရွံ့ဆံပဲတည်ရှိမှုရဲ့စစ်မှန်တဲ့လက္ခဏာရဲ့ဖြစ်ပါတယ်။ဒီလိုပါပဲသာသနာတော်ကိုပြိုကွဲပျက်စီးစေတဲ့အရာဟုတည်းများဝိညာဉ်တော်ဖျားနဲ့တက်ဆိုင်မှုမရှိတဲ့အရာဒါမှမဟုတ်ဝိညာဉ်တော်ဖျား ားနဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့အမှတ်လက္ခဏာတွေဒါဖြစ်ပါတယ်ခရစ်တော်ကိုကျင့်ဆဲခြင်းဟာဝိညာဉ်တော်ဖျားတည်ရှိမှုကိုဖော်ဆောင်တဲ့အမှတ်လက္ခဏာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုကျင့်ဆဲမှုဟာဝိညာဉ်တော်ဖျားကိုယ်တိုင်ပုံဖော်တည်ဆောက်ခဲ့တဲ့ခရစ်တော်နဲ့ကျမတို့ကြားမှာရှိတဲ့စီလုံးညီညွတ်မှုကိုပြိုကွဲစေတာကြောင့်ဖြစ်ပါတယ်ဘဒူကမှမိမိကိုကျင့်ဆဲတဲ့သူနဲ့တလုံးတဝါနဲ့မရှိနိုင်ပါဘူးခရိယန်အသင်းတော်ဟာရှင်ပြန်ထမြောက်တော်မူတဲ့သခင်ခရစ်တော်မှာတည်ထောင်ထားခြင်းဖြစ်တာကြောင့်သခင်ခရစ်တော်ကိုယုံကြည်ဝန်ခံပြီးသူ့ရဲ့နောက်တော်ကိုလိုက်ပါခြင်းဟာဝိညာဉ်တော် ော်ဖျားကြောင်မြန်တည်ရှိမှုရဲ့အမှတ်တညာဖြစ်ပါတယ်။ဝိညာဉ်တော်ဖျားနဲ့ဆန့်ကျင်ဘဲဖြစ်တဲ့အမှတ်လက္ခဏာတွေကတော့ကိုကျင့်တရားဖောက်ပြားခြင်း၊ကိလေသာဆန့်ပြီးမတင့်တော်တဲ့အပြုမှုတွေပြုကျင်ခြင်း၊ရုပ်ထုတွေနဲ့မှုအသက်ပညာကိုယုံကြည်ကိုးကွယ်ခြင်း၊ရန်ညှို့ဖွဲ့ခြင်း၊ခက်ရန်ဖြစ်ပွားခြင်း၊မနာလိုခြင်း၊အလိုရမက်ကြီးခြင်း၊အတင်းအဖွဲ့ကွဲခြင်း၊တည်တည်ရဲ့တောက်စားမှုရစ်တက်ခြင်း၊ကိလေသာအာယုံမှာမှု့လျော်ခြင်းနဲ့အခြားအလားတူတဲ့အရာတွေဖြစ်ပါတယ်။ဒီအရာတွေဟာသာသနာတော်ကိုပျက်စီးစေပါတယ်။ဒီအသက်တာတွေဟာဝိညာဉ်တော်ဖျား ကင်းမဲ့မှုရဲ့ဇယိုက်လက္ခဏာတွေဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းမေတ္တာတရားပွားများခြင်း၊ပျော်ရွှင်ဝမ်းမြောက်တတ်ခြင်း၊စိတ်ရှိတည်ခံခြင်း၊စိတ်နာတနာလက်ခြင်း၊ကောင်းမြတ်ခြင်း၊တစ္ဆာရှိခြင်း၊မိမိကိုယ်ကိုနှိမ်ချခြင်း၊မိမိကိုယ်ကိုထိ ंछ ုပ်ခြင်းစတဲ့အရာတွေဟာဝိညာဉ်တော်ဖျားအုပ်စုတည်ရှိနေခြင်းရဲ့အမှတ်လက္ခဏာတွေပဲဖြစ်ပါတယ်။ပင်ဒီကိုစနေကိုဝိညာဉ်တော်ဖျားဆင့်တဲ့ကြွများမှုရဲ့စစ်မှန်တဲ့အမှတ်လက္ခဏာဖြစ်သတ်မှတ်ရခြင်းဟာလေပြင်းတိုက်ခြင်း၊မိရှာတံတန်းတွေတွေ့ရှိရခြင်းနဲ့အမျိုးမျိုးသောဘာသာစကားတွေကိုပြောဆိုနိုင်ခြင်းနဲ့တက်တဲ့ကြောင့်မဟုတ်ပဲအဲ့ဒီ နေအားဖြင့်ခရိယအတင်းတော်ကြီးကိုမွေးဖွားပေးပြီးအသားစီးတတိုင်းနိုင်ငံတွေကိုပြိုလင်းပျက်စီးစေတာကြောင့်ဖြစ်ပါတယ်။ပင်ဒီကုစ်အဖြစ်ပြဟာလူသားတွေတလုံးတဝါနဲ့ဖြစ်စီဖို့ရန်အသားစီးတွေကိုဖြိုချပျက်စီးတဲ့အချက်ကိုအသားပေးဖော်ပြနေပါတယ်။ဒါကြောင့်စီးလုံးညီညွတ်မှုဟာဝိညာဉ်တော်ဖျားရဲ့အမှတ်တင်ကေတာအဖြစ်အစကနာဦးကပင်တရှိနေပါတယ်။အတင်းတော်ကြီးဟာဝိညာဉ်တော်ဖျားအုပ်စိုးတရှိခြင်းရဲ့အမှတ်တင်ကေတာဖြစ်ပါတယ်။ဒီအတင်းတော်ဟာဝိညာဉ်တော်ဖျားရဲ့ချစ်ခြင်းမှာစီးလုံးညီညွတ်ပြီးဝိညာဉ်တော်ရဲ့အံ့ဖွယ်တကူလက္ခဏာတွေကိုပြုလုပ် နေစဉ်ရှိပါတယ်။ဒါ့ပြင်မဲ့လို့လဲကျမတို့သတိပြုရမှာကတော့အပွဲတကူလက္ခဏာတွေကဝိညာဉ်တော်ဖျားရဲ့အမှတ်တင်ကြတာဟုတ်မဟုတ်။ဒါထက်အရေးကြီးတဲ့အရာကတော့သာသနာတော်တွင်မှာရှိတဲ့ဘာသာဝင်တွေအကြအပြန်လန်ထားရှိတဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်။ချစ်ချင်းမေတ္တာဟာဝိညာဉ်တော်ဖျားရဲ့အမှတ်တင်ကြတာဖြစ်တဲ့ဆိုပြီးအချုပ်အားဖြင့်ဆိုရပါလိမ့်မယ်။ဒီအကြောင်းအရာကိုတော့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး7အခန်းငယ်1ကနေ7မှာကျမတို့ဖတ်ရှုနိုင်ပါတယ်။ပရောဖက်ပြုနိုင်ခြင်းဘာသာစကားအမျိုးမျိုးပြောနိုင်ခြင်းတကူလက္ခဏာ ာတွေပြနိုင်ခြင်းယုံကြည်ခြင်းစတာတွေဟာချစ်ချင်းမေတ္တာမရှိဘူးဆိုလို့ချင်းအချင်းဤတက်တဲ့အတုံးမဝင်တဲ့အရာတွေပဲဖြစ်ပါတယ်ချစ်ချင်းမေတ္တာရှိတဲ့အရက်မှာချစ်ချင်းရဲ့ဝိညာဉ်တော်အစဉ်ရှိနေပါတယ်ဒီအကြောင်းအရာကိုတော့ရှင်ရောဟာဩဝါဒစာပထမဆုံးအခန်းကြီး၄အခန်းငယ်16မှာဖတ်ရှုနိုင်ပါတယ်ခတ်သိန်းသောယာတို့သည်ချစ်ချင်းမေတ္တာ၌စတင်၏ထိုချစ်ချင်းမေတ္တာသည်ကျွန်ုပ်တို့ဘောထားရှိသောဖျားသခင်မေတ္တာတော်ဖြစ်သည်ဆိုပြီးရှင်ရောဟာဩဝါဒစာပထမဆုံးအခန်းကြီး၄အခန်းငယ်10မှာဖော်ပြထားပါတယ် ချစ်ချင်းမြတ်သားတီကျွန်တော်တို့နှင့်အတူအစဉ်တည်ရှိတော်မူပြီးအရာခတ်သိန်းကိုစိုးပိုင်အောင်မြင်တော်မူလိမ့်မည်။ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်နှင့်ပတ်သက်တဲ့ယုံကြည်ရမယ့်တုန်တင်ချက်ကတော့ချစ်ချင်းမြတ်သားပဲဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။အာဝိယမြမဘာသာအစီအစဉ်ကိုကြည့်ရှုအားပေးနှံတော်တာဆင်နေကြတဲ့အမိဖညီကုမတော်များအားလုံးအေးချမ်းလုံခြုံတဲ့ဘဝများကိုပိုင်ဆိုင်နေကြပါစီရှင်။ကျမကတော့ Sister Regina မမခိုင်ပါ။